ောက်လျှောက်ပြီးအချိန်အများကြီးယူစရာမလိုကိုယ့်ရဲ့လေအပြင်သွားကန်ဒီအချိန်တွေတော်တော်ရော့သွားတယ်ဒရိုင်ယာမဟုတ်တာလည်းအရန်ပြန်တယ်ခဏလေးလိုစပင်ခြောက်တယ်ဖုံးဖောင်းလေးလုတ်တဲ့ဟာကိုလည်းအရန်သဘောကျတဲ့အတွက်အဲ့ဒါတော့ခေါင်းလျှောက်ရအမြဲတုံးဖြစ်ပါတယ်ပစ္စည်းလေးကို2 year runny ပေးတာလေးကိုလည်းသဘောကျတယ် ဗီဒီယိုတွေတက်လာတဲ့အခါကျတော့လေသူတုံးပြတဲ့ပုံစံကလည်းလွယ်ကူတယ်ပေါ့နော်အဲစတင်လိုက်တဲ့အချိန်မှာအက်အက်လို့ကတ်သွားတဲ့ဟာလေးကိုသဘောကျတာနေမှာအဲတော့ဝယ်ဝယ်တုံးမှဖြစ်မယ်ဆိုပြီးတော့ကိုယ်တိုင်လည်းလာဝယ်လိုက်တာပါအကကဲမရှိဘူးအခေါင်းရှုပ်ပြီးရင်အချိန်အများကြီးယူတယ်မလို့ကိုယ့်ရဲ့လေအပြင်သွားကန်ဒီအချိန်တွေတော်တော်ရော့သွားတယ်ဒရိုင်ယာမဟုတ်တာလည်းရမ်းမြန်တယ်ခဏလေးလိုစပင်ခြောက်တယ်နောက်ပြီးတော့ပုံသွင်းတဲ့အဲ့ ဖောက်ဖောက်လေးလုပ်တဲ့ဟာလည်းအရင်သဘောကျတဲ့အတွက်အဲ့ဒါတော့ခေါင်းချော်ရဲအမြဲတုံးဖြစ်ပါတယ်အော်ဆိုပင်ဒရိုင်ယာမောက်တာလေးရယ်ဆက်တင်လိုက်တာလေးရယ်ဗော်လူမိုင်းစင်ဘရက်ရှ်လေးရယ်ကိုအမြဲတုံးဖြစ်ပါတယ်ဒရိုင်ယာလေးဝယ်ပြီးမှပုံသွင်းဖြစ်တယ်အရင်တော့ကတော့ဇပင်အောင်မှတေချာမမှုတ်ဖြစ်ဘူး အဲဒီပစ္စည်းလေးကတော့အများအားကောင်းရှော့ဖြစ်တာအခုလက်ရှိကတော့သုံးဖြစ်နေပါတယ်။သုံးရတာလွယ်ရတယ်။နောက်ကိုကြိုက်တဲ့အရာလေးကိုသုံးနေရတာလေစိတ်စိတ်ကြပါတော့နော်။အဲဒီပစ္စည်းလေးကိုနှစ်ရက်တခါတော့ကောင်းရှော့ဖြစ်တိုင်းသုံးဖြစ်နေရတော့စောက်ဝယ်ပြီးရနေခဲ့ရနေပြီးတော့ မကပြောမယ်ဆိုရင်အစ dryer ဝယ်မယ်လို့စိတ်ကူးလိုက်တဲ့အချိန်မှာဒိုင်ဆိုဝယ်ဖို့ဆိုပြီးတော့ဈေးသွက်ချိလိုက်တာပေါ့နော်ဈေးကကိုကစိတ်ကူးတာသိန်း30လောက်လို့စိတ်ကူးတာညမှာပစ္စည်းစင်းတော့သိန်း30ဖြစ်နေရောအဲ့တော့အော်တော်ပြီးတော့ငါမသုံးတော့ပါဘူးဆိုတဲ့အချိန်မှာပထမကကိုမေးထားတဲ့ဒီကုမ္ပဏီကိုတတိယပါတယ်တတိယပါရင်ငါပြန်သွားမေးမယ်ဆိုပြီးတော့အမမေးတဲ့အချိန်မှာရှစ်သိန်းဆိုတဲ့ပတ်ချလဲကငါသုံးဖြစ်မယ်ဆိုပြီးတော့အချက်ချင်းပဲရှိုးတော့နောက်ပိတ်တော့မယ် ကိုတယောက်တည်းပဲရှိရမမလာဝယ်တဲ့အချိန်မှာအဲ၄နိုင်ခွဲလာမသိဖြစ်နေပြီအဲအညီမလေးကတေချာစပင်းမစမ်းကြည့်နော်စိတ်တိုင်းကြောက်မှယူဆိုပြီးတော့မစမ်းကြည့်ရတဲ့အချိန်မှာယူလိုက်တော့မယ်ဆိုပြီးဝယ်ွားဖြစ်တာပါ လုံးဖြစ်တယ်တငယ်ချင်းတွေတော့ပြောဖြစ်တာဟောငါအခုလက်ရှိဒီပစ္စည်းလေးသုံးနေရယ်ညီတို့တစ်ချက်ဝင်ကြည့်ကြည့်လိုက်ဈေးလည်းမဆိုးဘူးပေါ့နော်အခုအချိန်ဒီမှာဆိုဘတ်ဂျက်လည်းစိတ်ရဲဆိုပြီးတော့သူတို့တော့ပြောဖြစ်ပါတယ်ပစ္စည်းလေးကို2 year running ပေးတာလေးကိုလည်းသဘောကျတယ်အဲ Facebook CP မှာအဲတေချာရှင်းပြရတယ်ညီမလေးတွေလည်းရှိရဲ့အတွက်စိတ်တိုင်းကြရတယ်အဲဆိုင်ဝင်လာတဲ့ခါကျရင်လည်းတိတိချာချာလေးသူတို့ကဒီပစ္စည်းလေးသုံးပုံသုံးနည်းလေးကိုရှင်းပြပေးရတဲ့အတွက်လည်းစိတ်တိုင်းကြရတယ် ် RMB ကိုအရင်စိတ်တိုင်းကြပါရရှင်ရှိအခြေအနေဆိုရင်တော့ RMB ကအရန်ကိုပြည့်စုံနေပါပြီ။ဒါပေမဲ့ဒီထက်ပိုကောင်းတဲ့စာဖြစ်နေပိုကောင်းတဲ့ product တွေထုတ်ပေးပြီးတော့အာ မျိုးသမီးတွေလှပအောင်ပို့လုပ်ပေးစေချင်ပါတယ်။